stress feature အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မင်္ဂလီနဲ့တွေ့ရင်ချီကျူးလို့ရမယ် adjective ကလေး၅ခုကိုရိုးရိုးဝတ်ကြားသုံးကြောင်းစီနဲ့သုံးပြသွားမှာဖြစ်ပါတယ်နံပါတ်၁ကတော့ crassivar crassivar အဓိပ္ပာယ်ကလှပတော်လို့အဓိပ္ပာယ်ရပါတယ်ဘယ်လိုသုံးရမလဲဆိုတော့မင်္ဂလီနဲ့တွေ့တဲ့အချိန်ကျရင် the crassivar D ဆိုတာက then လို့ပြောပြီး main လို့ပြောတော့နော် corrosiveer ဆိုတာကတော့လမ်းပါတော်လို့ပြောပါတယ်အဲ့တော့ D corrosiveer ဆိုမင်းလှတယ်လို့ပြောတာဖြစ်ပါတယ်အင်္ဂလိပ်စာမှာလို့ Mr. Westway ရှိသည်ဖြစ်သည်ဆိုတော့အကူဘက်တွေမလိုပါဘူးသူကရိုးရှင်းရှင်း main ရဲ့လှပါတော်ရဲ့တွဲလိုက်ရင် main လှတယ်လို့ပြောတာဖြစ်ပါတယ်ရန်ကိုရိုးရှင်းတဲ့စာကြောင်းလေးဖြစ်ပါတယ်နောက်တစ်မျိုးကတော့ D ocean corrosiveer the ocean corrosive အဓိပ္ပာယ်ကမင်းအရန်လာတယ်လို့ပြောတာဖြစ်ပါတယ်မင်းနဲ့လာပါတော့နေကြတယ်မှာ ocean ဆိုတဲ့အရန်ဆိုတဲ့အဓိပ္ပာယ်ကိုထည့်လိုက်ရုံပါပဲနောက်ထပ်အတုံးကလေးကတော့ kakaya corrosive kakaya corrosive အဓိပ္ပာယ်ကတော့ဘလောက်တောင်လှလိုက်တယ်လဲလို့ပြောတာဖြစ်ပါတယ်အခုပြောပြပေးသွားတဲ့အတုံး၃မျိုးလုံးကိုပြောတတ်မယ်လို့မျှော်လင့်ပါတယ် နောက်ထပ် adjective တွေကတော့နံပါတ်2အနေနဲ့ sympathizer sympathizer အဓိပ္ပာယ်ကတော့ pretty နဲ့အဓိပ္ပာယ်တူပါတယ်လပတော့မှသူကဟိုချစ်စရာကောင်းတဲ့လပတော့ပေါ့နော်သူကိုသုံးမယ်ဆိုရင်လည်း the sympathizer မင်းချစ်စရာကောင်းတဲ့လပတယ်လို့ပြောတာပါပဲနောက်တစ်ခုအနေနဲ့ ocean ထည့်မယ်ဆိုရင် the ocean sympathizer မင်းအရန်ကိုလာတဲ့ချစ်စရာကောင်းတယ်လို့ပြောတာဖြစ်ပါတယ် နောက်ထပ်အသုံးအနေနဲ့ဆိုရင်ကကာယစင်ပါချစ်နာယာဒိဗေကတော့ဘလောက်တောင်ချစ်ဆက်ကောင်းလိုက်လဲလပါလဲလို့ပြောတာဖြစ်ပါတယ်။သုံးခုမြောက်အဂျစ်တကတော့မီလာယာမီလာယာဒိဗေကတော့ကျွနဲ့တူပါတယ်ချစ်ဆက်ကောင်းလဲကိုပြောတာပါပဲ။သူကိုသုံးမယ်ဆိုရင်ဒီမီလာယာမင်းကျွဖြစ်တဲ့ချစ်ဆက်ကောင်းလဲပြောတာဖြစ်ပါတယ်။ ocean ထည့်ပြောမယ်ဆိုရင် the ocean မိလာတိတ်ပဲကမင်းအရန်ကိုခုဖြစ်တဲ့ချစ်စရာကောင်းတယ်လို့ပြောတာဖြစ်ပါတယ်။နောက်ထပ်အသုံးတစ်ခုအနေနဲ့ကတော့ကကာယာမိလာယာတိတ်ပဲကဘလော့တောင်ချစ်ဖို့ကောင်းလိုက်လဲလို့ပြောတာဖြစ်ပါတယ်။လေးခုမြောက်အဂျစ်တစ်ကတော့ငယ်ရှနာယာငယ်ရှနာယာတိတ်ပဲကတော့နုံညံသောတိမ်မွေသောလို့တိတ်ပဲရပါတယ်။ကျွန်တော်သုံးမယ်ဆိုရင်တော့ဒီငယ်ရှနာယာမင်းနုံညံတိမ်မွေတဲ့မိန်းကလေးပဲလို့ပြောတာဖြစ်ပါတယ်။ ocean ထည့်ပြောမယ်ဆိုရင် the ocean yeshnaya ဒီဘက်ကမင်းရန်ကုန်တိမ်မွေးတဲ့မိန်းကလေးပဲလို့ပြောတာပါနောက်ထပ်အသုံးတစ်ခုအနေနဲ့ဆိုရင် kakaya yeshnaya ဒီဘက်ကတော့ proud down တိမ်မွေးနှူးညံ့လိုက်တယ်လို့ပြောတာဖြစ်ပါတယ်ငါးခုမြောက် adjective ကတော့ dobraya dobraya ဒီဘက်ကတော့ကျင်နာတတော်လို့ဒီဘက်ရပါတယ်သုံးမယ်ဆိုရင်တော့ the dobraya မင်္ဂလာကျင်နာတက်တဲ့မိန်းကလေးတယောက်ပဲလို့ပြောတာဖြစ်ပါတယ်။ Ocean ထည့်ပြောမယ်ဆိုရင်တော့ The Ocean Dobraya ဒီဘက်ကမင်းအရင်ကကျင်နာတက်တဲ့မိန်းကလေးတယောက်ပဲလို့ပြောတာပါ။နောက်ထပ်အသုံးနှိမ်နေဆိုရင်တော့ Kakaya Dobraya Kakaya Dobraya ဒီဘက်ကဘလောက်တောင်ကျင်နာတက်လိုက်တဲ့မိန်းကလေးလဲလို့ဆိုတဲ့အဓိပ္ပာယ်ပါ။အားလုံးပဲဗီဒီယိုလေးကိုစုံတီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။မိကျင်နာလေးရှင်လဲ comment မှာမှတ်သားပေးပါမယ်။ နောက်ဗီဒီယိုလေးတွေမှာဆုံတွေ့ကြအောင်ပါပါကာ